အားလုံးပဲမင်္ဂလာပါကိုစိုးရေးစပါ channel အားလုံးနှစ်တွေးစာကြိုဆိုပါရစေ။ကျောင်းသံငယ်ကျောင်းမျိုးရေးအားလုံးပဲမင်္ဂလာပါဗျာ။ကဲဒီနေ့မှာဆိုတော့ကျွန်တော်ကပဖလားခြေစပွဲတွေပေါ့နော်။ကစားမိုင်းရမယ့်ပွဲစဉ်တွေတော်တော်များများရှိတာတွေ့ရပါတယ်။ဒီ define တော့ကျွန်တော်တောင်အမေရိကဆုံပွဲစဉ်တွေကျွန်တော်အသုံးသတ်ပြီးသွားဖြစ်ပါတယ်။တောင်အမေရိကဆုံဒီနေ့ပါဆိုတော့ပွဲစဉ်14 5ပွဲရှိတဲ့အနေထားမှာရှိပါတယ်။ဒီပွဲစဉ်တွေကျွန်တော်အကောင်းဆုံးအသုံးသတ်ပြီးသွားဖြစ်ပါတယ်။ကျောင်းသံငယ်ကျောင်းမျိုးရေးအကြိုက်မလို့ရှင်ဘက်ကံမှုလေးကျွန်တော်ပြောပြစီဗျာ။ ပထမဆုံးပွဲဖြစ်ကျွန်တော်မနက်နှစ်နိုင်ခွဲမှာကံပဲဘိုလီးဗီးယားနဲ့ဥရုဂွေးပွဲစဉ်အသုံးသက်ပြီးသွားမှဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ဘိုလီးဗီးယားကျွန်တော်စတီဂျီ level 60လောက်ပေးထားတာနေရရှိတယ်။ကိုပေါင်းသေးရကျွန်တော်နှလုံးငါမှုရှုံးပေးထားတာတွေ့ရပါတယ်။ဒီနေ့သင်းကျွန်တော်ထိုက်ထိုက်ထိတ်ထွက်တွေးဆောင်မှုဟာတူအတေရတော့ဥရုဂွေးကတာနေတဲ့အနေထားမှာရှိတယ်။9ချိန်နန်းရမီတစ်ချိန်တည်ကြတယ်။2ချိန်ကတော့ကျွန်တော်ဘိုလီးဗီးယားနိုင်ထားတွေ့ရပါတယ်။သူနိုင်ခဲ့တဲ့2ချိန်ကိုလည်းကြည့်မယ်ဆိုရင်လည်းအိမ်ဝင်းနေမှာဖြစ်တယ်ဆိုတာဒါလေးတော့သတိထားစေချင်တဲ့အနေထားမှာရှိပါတယ်ဗျာ။ အဲကျွန်တော်ဒီနေ့ဘွဲကျွန်တော်ဘိုလီးဗီးယားအနေနဲ့ပေါ့နော်အိမ်ခွင်မှာအကောင်းဆုံးကစားလာမယ့်နေရာမှာရှိတယ်။နောက်တစ်ချက်ကျွန်တော်တို့ဘိုလီးဗီးယားခွင်မှာဆိုရင်အသင်းသားကတော်လေးခက်ခက်ခဲခဲကစားရတဲ့အနေအထားမှာလည်းရှိပါတယ်။ဒါလည်းကျွန်တော်တို့တငယ်ချင်းတွေတည်တဲ့နေရာမှာရှိမှာပါ။တစ်ဖက်ကျွန်တော်ဥရုဂွေးကလည်းကျွန်တော်တို့ပြောမယ်ဆိုတော့အဝေးဝန်းဖောင် ပေါ့နော်တော်တော်လေးညံ့တဲ့နေရာမှာတော့ရှိတယ်။၆ဘွဲကစားပြီးချိန်မှာကျွန်တော်တို့တပွဲနိုင်ပြီးတော့၃ဘွဲသေးကြတယ်။၂ဘွဲထိရှုံးနေထားတဲ့ ဥရုခွေးဖြစ်တာကျွန်တော်တို့တွေ့ရပါတယ်။ကာရာဖောင်ဒေတာတွေရတယ်ဒီလိုပါပဲကျွန်တော်နောက်ဆုံး၅ဘွဲမှာဆိုရင်တပွဲပဲနိုင်တဲ့ဥရုခွေးဖြစ်တာနဲ့အညီပေါ့။ဒီနေ့ဘွဲကလည်းဥရုခွေးအနေနဲ့ခက်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 ကစားရမယ့်ပွဲစဉ်တပွဲဖြစ်လာမှာသိကြပါပဲ။နောက်တစ်ချက်ကျွန်တော်တို့ဥရုခွေးကပထမသူရှိတဲ့ဘွဲမှာဆိုတော့အာဂျင်တီးနားကိုအကောင်းဆုံးတော့ကစားခဲ့တယ်။ဒါပေမဲ့ player ဘိုင်းမှာဘလို့မှမရှင်နိုင်ပဲနဲ့ပေါ့နော်။ကျွန်တော်1-0နဲ့ရှုံးနေသွားခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဘွဲကကျွန်တော်ဥရုခွေးအနေနဲ့ရမှတ်ကလည်း20ရရှိတာတဲ့။အဆင့်ကလည်း4ဆိုတော့ကျွန်တော်တည်ရေလောက်တော့ န်နိုင်မဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစေ။တစ်ဖက်ဘိုလီးဗီးယားဘက်ကိုပြောမယ်ဆိုဘိုလီးဗီးယားကလည်းအိမ်ဝင်းဖောင်ရတော်တော်လေးကောင်းတဲ့အနေအထားမှာရှိတယ်။6ပွဲမှာကျွန်တော်3ပွဲနိုင်ပြီးတော့2ပွဲတည်ကြ2ပွဲပဲရှုံးနေထားတာတွေ့ရပါတယ်။ရာဂူ10ဂူရရှိတာပေးဂူ9ဂူခွင့်ပြုထားတဲ့အနေထားပါအဲတော့ကျွန်တော်ပေးကိုလည်းတော်တော်လေးနဲတဲ့နေရာမှာရှိတယ်အိမ်ဝင်းဖောင်လည်းကောင်းတာလည်းပါတယ်ဆိုတော့ဒီနေ့ဘွဲကကျွန်တော်တို့1011 အဲ့လိုမျိုးပြီးသွားမဲ့အနေထားပါရှိတယ်။အနိုင်ဆုံးတော့ကျွန်တော်ဘိုလီးဗီးယားဘော်ဒီလေးတော့ကြိုက်တဲ့အနေထားပါရှိတယ်။ level 10ပြားလောက်ဆိုရင်တော့မဆိုးဘူးပေါ့နော်။ရင်းပြောတဲ့အနေထားပါရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ race များတဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရသေး။ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်တို့နှလုံးထက်မကြော်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲကကျွန်တော်ဂိုးပေါင်းအောင် တကြောင်းတည်းပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ခါတော့ကျွန်တော်မနေ့6နိုင်ခွဲမှာကမ်းမဲ့တောင်မဲရဲဆောင်ရဲ့ကျွန်တော်ဆရာကြီးနှစ်ပါးဖြစ်တယ်ကျွန်တော်အာဂျင်တီးနားနဲ့ဘရာဇီးတို့ပွဲစဉ်အသုံးသက်ပြီးသွားဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့အာဂျင်တီးနားကျွန်တော်လေဘင်ငါးမှုရှုံးပေးတာဒီကိုပေါင်းစီကျွန်တော်နှလုံးတရေပေးထားတာတွေ့ရပါတယ်အခုကြည့်ပါဆိုတော့အာဂျင်တီးနားရဲ့ကြီးကကျွန်တော် level 30လောက်တော့ဖြစ်လာတဲ့အနေထားမှာရှိတယ်။ကိုပေါင်းစီအရာလည်းကျွန်တော်နှလုံးကိုကျွန်တော်30နိုင်အထိကျလာတာတွေ့ရပါတယ်ဗျ။ဒီနေ့သင်ကျွန်တော်ထိတ်ထိတ်တွေ့ဆုံမှုဟာတွေ့ရတဲ့အရာတော့ဒီအနေထားမှာရှိပါတယ်။ လေးချိန်တိုင်းနှစ်ချိန်စီကြပြီးတော့လေးချိန်စီနိုင်ထားတဲ့ကြချင်းဖြစ်ပါတယ်ဗျာတပတ်အာဂျင်တီးနားဘက်ပြောမယ်ဆိုတော့အာဂျင်တီးနားဟာနောက်ပိုင်းမက်ဆီကိုမယွေးခဲ့တဲ့နောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်တော့မဆိုးဘူးပေါ့နော်တော်တော်လေးကောင်းတဲ့နေရာမှာရှိတယ်အင်ဝက်ဖောင်ဆိုရင်ပိုကောင်းတဲ့အာဂျင်တီးနားဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ပြီးခဲ့တဲ့ပွဲမှာဆိုလည်းအာဂျင်တီးနားနဲ့ဥရုဂွေးရဲ့ပွဲမှာဆိုလည်းကျွန်တော်အာဂျင်တီးနားကိုယွေးခဲ့တဲ့အနေထားပေါ့နော်အဆင်ပြေခဲ့တဲ့နေရာမှာရှိတယ်အဲဒီနေ့ပွဲကလည်းကျွန်တော်တို့အာဂျင်တီးနားပေါ့နော်အာဂျင်တီးနားပဲယူရမယ့်နေထားပါတစ်ဖက်ဘရာဇီးကကျွန်တော်ပြီးခဲ့တဲ့ပွဲမှာတော့ ဘရာဇီးကိုကျွန်တော်ရွေးခဲ့တယ်ကိုလံဘီယာနဲ့ကန်ခဲ့တယ်မှာအသေးလေးကန်သွားတဲ့အနေထားပါရှိတယ်ကန်ကောင်းလို့ကျွန်တော်တို့နောက်ကျဂိုးနဲ့ဗီနီဆက်ဂိုးနဲ့ကျွန်တော်တို့အနိုင်ရရှိသွားတဲ့အနေထားပါရှိတယ်ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်တို့တရေဦးဒီနေတဲ့အနေထားမှာရှိတယ်ဟတ်တူရတီရလဲကျွန်တော်1စီ11 zz 2z အဲ့လောက်ထိပဲဖြစ်တဲ့ဒေတာတွေကြောင့်ဒီနေ့ဖွဲ့ရကျွန်တော်တို့1 z 11ဖြစ်မဲ့ဒေတာအများကြီးတွေ့တဲ့ရှိတဲ့အတွက်ကြောင့်ကျွန်တော်အာဂျင်တီးနားဘော်ဒီနဲ့ဂိုးပေါင်း အောက်ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ခါကျွန်တော်တစ်ချိန်တည်းမှာခံမဲ့ချီလီနဲ့အီဂွေဒေါဘွေတစ်ခါကျွန်တော်အီဂွေဒေါဘက်ကကျွန်တော်22မှတ်ရရှိတာတယ်အဆင့်နှစ်မှာရရှိတဲ့ကြောင့်ဒီနေ့ဘွေကကျွန်တော်အီဂွေဒေါအနေနဲ့ ACC ကန်လာမယ့်နေသားမှာရှိတယ်တစ်ခါဂျီလီကကျွန်တော်ပြိုင်ပွဲဆုံးနေသားတွေရပြောမှာဆိုရင်ကော်နာဖောင်နေသားတွေကမကောင်းဘောနော်အဲနောက်ဆုံး၅ဘွေမှာဆိုရင်တပွဲပဲနိုင်ထားတွေ့ရတယ်၃ဘွေရှုံးပြီးတော့တပွဲတည်ကြတာတွေ့ရပါတယ်တစ်ခါကျွန်တော်အီဂွေဒေါဘက်ကိုပြောမှာဆိုအီဂွေဒေါကကာရာဖောင်နေသားတွေကတော်တော်လေးညင်နေတဲ့နေရာမှာရှိတယ်။၃ဘွဲဆက်လဲ နိုင်ထားတဲ့အနေထားမှာရှိပါတယ်ဗျာပြီးခဲ့တဲ့ဘွဲမှာလည်းဆိုတော့ကျွန်တော် Equator ပဲရွေးသားတယ်ပေါ့နော်ကန်ဆိုးပြီးတော့မှကျွန်တော်တို့ဗီနီဆွဲထားတဲ့နောက်ကျ6ကျောင်းကျွန်တော်20နိုင်နေရနေပြီးတော့21နဲ့နိုင်သွားခြင်းဖြစ်ပါတယ်ကြီးကျသွားတဲ့အနေထားပါဒါကြောင့်ဒီနေ့ဘွဲကကျွန်တော်တို့ Equator အနေနဲ့အဝေးဝန်းဖောင်ရလည်းမဆိုးတဲ့အနေထားတွေကြောင်းကျွန်တော်6ဘောင်းပေါ့နော်6ဘောင်းအောက်လီတော်တော်လေးကောင်းမဲ့အနေထားမှာရှိပါတယ်ဒီနေ့ဘွဲကကျွန်တော်တွေးတာမမှားအောင်ဆိုရင်ကျွန်တော် Equator 1011ဖြတ်သွားမဲ့အနေအထားမှာရှိတယ်။ချီလီကလည်းကျွန်တော်အိမ်ဝင်းဖောင်အရာတော့မစိုးတဲ့အနေအထားမှာရှိတယ်။သူနိုင်ခဲ့တဲ့နှစ်ပွဲစလုံးကလည်းအိမ်ဝင်းမှာနိုင်ထားတာတွေ့ရပါတယ်။ပေးကိုကျွန်တော်တို့အများဆုံးအသင်းလဲဖြစ်တယ်ဆိုတော့ချီလီကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်အိမ်ခွဲမှာဆိုတော့ပေးကိုလေးတွေမစိုးတဲ့အနေအထားမှာရှိတယ်။ပေးကို6ကိုပဲခွင့်ပြုထားတဲ့အနေအထားပါတော့။ယာကိုကလည်း8ကိုရရှိထားတဲ့အနေအထားတွေကချီလီကအိမ်ခွဲမှာယာကို ရတဲ့အနေအထားမှာရှိတဲ့ကြောင်းကျွန်တော်အီကွေဒေါ်အနေနဲ့အကောင်းဆုံးပေါ့နော်ကစားရမယ့်အနေအထားမှာရှိတယ်ကျွန်တော်အရှေ့ကပြောသလိုပဲ22မှတ်ရရှိတဲ့အနေအထားတွေကြောင့်ဒီနေ့ပွဲကကျွန်တော်တရေပေါ့နော်ဥတီနေတဲ့အနေအထားမှာအများကြီးတွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာဆိုလဲကျွန်တော်ဂိုးပေါင်းအောက်တစ်ချောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပေးရပါတယ်ဗျာနောက်တော့ကျွန်တော်ကိုလံဘီယာနဲ့ပါရာဂွေးဒီပွဲစဉ်မှာကျွန်တော်ကိုလံဘီယာ120နိုင်ပေးထားတယ်ဂိုးပေါင်းစီရနှလုံး30ရှုံးပေးထားတယ်ဂိုးပေါင်းစီကတော့ညင်သက်နေပြီးတော့ body သေးပေါ့နော်1တရေထိဖြစ်လာတာတွေ့ရပါတယ် ဝမ်းတည်ရေနေထားမှာကျွန်တော်ကိုကိုပေါင်းစီနှလုံး30ရှုံးဆိုတာဒီနေ့ပွဲဟာကျွန်တော်1 C 2 C အဲ့လိုမျိုးဖြစ်မဲ့အနေထားအများကြီးရှိပါတယ်ဗျပါရာဝေးပေါ့နော်ဘက်ကိုပြောရမယ်ဆိုရင်ပါရာဝေးအနေနဲ့ခန်းစစ်ကစားပုံတော်တော်လေးကောင်းတဲ့အသင်းသင်းဖြစ်တာတွေ့ရပါတယ်အစဉ်၅မှာရက်တင်နေပြီးရမှတ်20ရရှိထားတယ်73ပွဲကစားပြီးချိန်မှာကျွန်တော်တို့ရာကူ6ကူပဲရရှိထားပြီးတော့ပေးကူ9ကူခွင့်ပြုထားတဲ့ပါရာဝေးဖြစ်တာကျွန်တော်တွေ့ရပါတယ်ပေးကူအနည်းဆုံးထဲမှာလည်းပါပါတယ်ဒုတိယ အနည်းဆုံးနဲ့မှလည်းပါတဲ့အနေအထားမှာရှိတယ်။ဒါကြောင့်ဒီပါရာဂွေးဟာကျွန်တော်ရာဂိုးသွင်းကိုတော်လေးနည်းတဲ့အနေထားတွေမှာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့တရေပွဲတွေများသလိုရှုံးခဲ့ရင်လည်းကျွန်တော် 1C အဲ့လိုမျိုးဖြစ်တဲ့အနေထားမှာသိတာထင်ရှားစေပါတယ်ဖြစ်တယ်ဆိုတာသိတာထင်ရှားစေပါတယ်ဒါကြောင့်ဒီပွဲကကျွန်တော်ကိုလံဘီယာအနေနဲ့ကျွန်တော်3ဝက်ဆက်ရှုံးပွဲစဉ်ရနေပြီဒီပွဲစဉ်ကကျွန်တော်အိမ်ဝင်ဖြစ်တာနဲ့အညီဒီနေ့ပွဲကကျွန်တော်တို့မတ်ဆွင်းဂိမ်းလို့ပဲကျွန်တော်ပြောပြရစီ ကိုလံဘီယာကျွန်တော်16မှတ်တော့ရရှိတာလည်းအဆင့်6နေရာဖြစ်နေတဲ့အတွက်ကြောင့်လည်းဒီနေ့ပွဲဟာကိုလံဘီယာအနေနဲ့ပါရာဂွေးကိုအကောင်းဆုံးရှင်ပြိုင်ကစားပြီးတော့ဗောနော်ဒီနေ့ပွဲကကျွန်တော်1-0 2-0ဖြစ်မဲ့အနေထားမှာရှိပါတယ်ပြီးခဲ့တဲ့ပွဲကကျွန်တော်ဘရာဇီးနဲ့ပွဲမှာဆိုလဲကိုလံဘီယာဟာတော်တော်လေးကောင်းတာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့တူဝင်နဲ့တော့ရှုံးနေသွားတယ်တေးကြမဲ့နေထားနေပြောလို့ကျွန်တော်တို့ရှုံးနေသွားခြင်းဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲကကျွန်တော်ကိုလံဘီယာအနေနဲ့၃ပွဲဆက်ရှုံးနေရနေပြီးတော့ဒီနေ့ပွဲဟာကျွန်တော်အနိုင်ရဖို့တော်တော်လေး ရာခိုင်နှုန်းများတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစေဒီလိုပဲကျွန်တော် 1C 2C ဖြစ်မဲ့အနေအထားပါဗျာကိုးပေါင်းဆိုတော့ကိုးပေါင်းအောက်လေးပပလေးတော့လှတယ်ဒါပေမဲ့ကျွန်တော် body တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တော့ကျွန်တော် Venezuela နဲ့ Peru ဒီပွဲစဉ်ကတော့ Venezuela ကကျွန်တော် level 80ပေးထားတယ်ကိုးပေါင်းစီနှလုံး20နဲ့အနေနဲ့အခုချိန်မှာနှလုံး30လောက်တော့ဖြစ်လာတဲ့အနေအထားမှာရှိတယ်ဒီပွဲစဉ်လည်းကျွန်တော်ပြောမှာဆိုတော့ Venezuela ရော Peru ရောကျွန်တော်ရမှတ်12မှတ်20မှတ်ဆိုတော့အမှန်ကျွန်တော် အဆင့်9ကိုမျှော်မှန်းနိုင်တဲ့အနေအထားမှာရှိတယ်။အနေအထားမှာရှိပါတယ်။ဒါကြောင့်ဒီနေ့ပွဲဟာကျွန်တော်တို့ရေကုန်ရေကန်ကစားရမယ့်ပွဲစစ်တပွဲဖြစ်တာလည်းတွေ့ရပါတယ်။ဒါမှကျွန်တော်ဗီနီဇွဲလာကျွန်တော်အိမ်ဝင်းဖောင်ရပြောမှန်းသိရှုံးပွဲမရှိထားတဲ့ဗီနီဇွဲလာဆိုတာတစ်ချက်သတိပြုစေချင်ပါတယ်။ဒါကြောင့်ကျွန်တော်6ပွဲမှာ2ပွဲနိုင်4ပွဲတည်ကြထားတယ်။ရှုံးပွဲမရှိထားပါဘူး။ဒါကြောင့်တေးရီကိုတော့ဥဒီနေတဲ့အနေအထားမှာရှိတယ်။ကျွန်တော်ဟတ်တူအတေရတော့ ်ပီရူကတော့တာနေတဲ့နေသားမှာရှိတယ်၄ချိန်နိုင်၄ချိန်သေးကြပြီးနှစ်ချိန်ကတော့ဗီနီဇွဲလာကတော့နိုင်ထားတဲ့နေသားမှာရှိတယ်ကာရာဘောင်နေသားတွေကတော့နှစ်သိန်းလောက်ကတော့ဟိုညံ့နေတဲ့နေသားမှာတော့ရှိရဲဒါပေမဲ့ပီရူကတော့ပြီးခဲ့တဲ့ဘွဲမှာတော့အနိုင်ရရှိထားခြင်းဖြစ်ပါတယ်ဘိုလီးဗီးယားကို3-1နဲ့အနိုင်ထားခြင်းဖြစ်ပါတယ်ဗီနီဇွဲလာကတော့ကျွန်တော်တို့အီကွေဒေါ်ကို2-1နဲ့ရှုံးနေထားတယ်ပေါ့နော်ဒါကဗီနီဇွဲလာအနေနဲ့ဒီအိမ်ခွင်းပွဲစဉ်မှာပေါ့နော်အကောင်းဆုံးကစားလာမယ့်နေသားမှာရှိတယ်ဗီနီဇွဲလာကကျွန်တော်တို့ တိတ်တော့အသင်းကြီးပေါ့နော်အသင်းကြီးအနေနဲ့ကြံမယ်ဆိုရင်ကျွန်တော်တို့ဥရုဂွေးအာဂျင်တီးနားတို့နဲ့အဝေးခွင့်တွေကန်ရမယ်ဆိုတာဖြစ်တာကြောင့်ဒီနေ့ပွဲဟာဗီနီဇွဲလာအနေနဲ့လည်းအိမ်ခွင့်မှာအကောင်ဆုံးကစားသွားမယ့်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီ1 0 11ဖြစ်သွားမယ့်ပွဲစဉ်တစ်ပွဲပါ1 0ဖြစ်ဖို့တော်တော်လေးများပါတယ်ဒါကြောင့်ကျွန်တော်ဗီနီဇွဲလာဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဂိုးပေါင်းဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအောက်ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဗျအဲဒါကတော့ကျွန်တော်တောင်အမေရိကဆုံးပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးတော့တာဖြစ်ပါတယ် ကျောင်းသင်ကျောင်းရဲ့အကြိုက်မလို့ရှင်ဘက်ကံဘူးလို့ကျွန်တော်ပြောပြစီအကြိုက်ဆုံးပွဲစဉ်ဖြစ်ကျွန်တော်ကိုလံဘီယာဘွဲကိုရွေးချယ်ထားပါတယ်ဗျာကိုလံဘီယာမတ်ဆွန်းဂိမ်းမှာ 1C 2C ဖြစ်မဲ့အနေထားပါဗျာကဲကျွန်တော်ရဲ့ဒီနေ့သုံးသပ်သွားဗီဒီယိုချန်နယ်တဲ့ဆိုရင် like subscribe follow လေးလုပ်ပြီးအားပေးသွားကြပါအောင်လို့ကျွန်တော်ပြောပြစီကျွန်တော်သင်ငယ်ချင်းတွေလည်းပေါင်းပြကြပါစေမြန်မာပြည်လည်းအေးချမ်းပါစေဗျာ